ားလုံးပဲမင်္ဂလာပါဗျ Rolling Record Channel မှာပြန်လည်ကြိုဆိုလိုက်ပါရစေဗျကျွန်တော်နေနဲ့ Trend မြန်မာဆိုတဲ့ခေါင်းစဉ်အောက်ကနေပြီးတော့မြန်မာနိုင်ငံအတွင်းသွားလာရောက်ရှိဖြစ်တဲ့နေရာတွေရဲ့အကြောင်းကိုပြန်လည်မျှဝေနေတာဖြစ်ပါတယ်အခုကတော့ Episode 80ရဲ့အစိတ်ပိုင်းတစ်ခုအနေနဲ့မျှဝေပေးမယ့်အစီအစဉ်ဖြစ်ပြီးတော့ဒီအစီအစဉ်မှာဘင်းငယ်အိမ်တော်ကစိတ်ဝင်စားစရာဖျောင်းယုတ်ထုများကိုတွေ့မြင်ရမှာဖြစ်ပါတယ်တကယ်တော့ကျွန်တော်တို့ဒီဟာရဲ့ပထမပိုင်းကိုကျွန်တော်တို့လွန်ခဲ့တဲ့တစ်လလောက်ကမျှဝေခဲ့ပြီးဖြစ်ပါတယ်။သို့သောဂျာထဲမှာတော့မြန်မာနိုင်ငံမှာအများစိတ်ထိခိုက်စရာ ငလျင်ဖြစ်ပေါ်ခဲ့ပြီးတော့အဲ့ငလျင်နဲ့ပတ်သက်တဲ့ရနိုင်တဲ့အကြောင်းအရာတွေကိုကျွန်တော်တို့ပြန်လည်စုစည်းပြီးတော့အဓိကမျှဝေနေတာဖြစ်ပါတယ်အခုတော့အဲ့ဒီဂျန်နေတဲ့အပိုင်းလေးကိုဆက်ပြီးမျှဝေတာပါ ကျွန်တော်တို့ကအာ episode တခုကအောက်မှာဥပမာဖြင့် around ပြင်ဦးလို့ဆိုလို့ရှိရင်ဒါကျွန်တော်တို့ပြင်ဦးလို့ရဲ့အကြောင်းအရာအလုံး episode တခုတည်းအောက်မှာထည့်ထားပြီးမျှဝေတာဖြစ်ပါတယ်အခုကလည်းဒါကပြင်ဦးလေးမှာရှိနေတဲ့ဘင်းငယ်အိမ်တော်အကြောင်းမလို့ episode 8တယောက်ကပဲမျှဝေတာပါ ဘာဖြစ်လို့လဲဆိုတော့ဟိုကျွန်တော်တို့ရဲ့မိတ်ဆွေတွေကတော့တည်ပြီးသားဖြစ်ပါလိမ့်မယ်သို့တော့အခုဒီပြီးခဲ့တဲ့လအတွင်းမှာကအာကျွန်တော်ဒီ subscriber က3000နဲ့လေးတောင်ကြားလောက်ထပ်ဝင်ထားတဲ့အခါကျတော့လေကျွန်တော်တို့ဒါလေးကိုသိနိုင်အောင်ပြန်လည်ပြောပြတာပါဗျာဒါကတော့ကျွန်တော်တို့ပြီးခဲ့တဲ့အပတ်ကမျှဝေထားတဲ့ပြီးခဲ့တဲ့တစ်လလောက်ကမျှဝေထားတဲ့အပိုင်း1မှာပြီးခဲ့တဲ့အပိုင်းမှာမျှဝေထားတဲ့အဆောက်အဦပါဒီအဆောက်အဦရဲ့အတွင်းပိုင်းမြင်ကွင်းတွေကိုကျွန်တော်တို့မျှဝေထားခဲ့ပြီးဖြစ်ပါတယ် အခုကဟိုဘက်အဆောက်အဦရဲ့အထင်းမြင်ခွင့်တွေကိုမျှဝေပါအဲ့ထဲမှာကဖျောင်းရုပ်ထုတွေရှိနေတယ်အဓိကစိတ်ဝင်စားဖို့ကောင်းတာအဲ့ဖျောင်းရုပ်ထုတွေပေါ့ ီမှာကအခုလိုပဲလာပြီးတော့လေ့လာကြတဲ့သူတွေရှိတယ်အချို့ shooting အဲတည်ပြီးလာရိုက်ကြတဲ့သူတွေလည်းရှိတယ်အပြီးတော့အလှတပ်ပုံရိုက်ကြသူတွေလည်းရှိတယ်ဗျဒီမှာကတော့ဒါကစိုင်လေးတစ်ခုရှိတယ်ကျွန်တော်တို့စိုင်နဲ့တော့မဝင်ပြတ်တော့ဘူးဗျတခိုင်းမှာရှိနေတဲ့ရှေးကကာနစီโอเคအစာဦးရတစ်ချက်လိုက်ဝင်ကြည့်ကြရအောင် ချုပ်ထုချုပ်ဝီဒီမှာစတွေ့ရပြီဒီလေမှာအခန်းတစ်ခုရှိရယ်ဒီခန်းတော့ပြီးမှကြည့်မယ်โอเค ထင်ပါဧည့်သည်ဒီစောင့်နေပုံရတယ်ဗျထိဆုံးကပုဂ္ဂိုလ်ကစာဒိုမန်စမစ်ဖြစ်ပါတယ်။ဒီနေရာမှာဖျောင်းယုတ်ထုကကျွန်တော်တို့နိုင်ငံဒီမှာကတော့နည်းနည်းတွေ့ရခဲ့တဲ့ ဒါရုပ်ထုမျိုးစားမျိုးဖြစ်ပါတယ်ဒီမှာကတော့များသောအားဖြင့် plastic ရုပ်ကြီးရုပ်ပြီးသွားရင်တက်သားရုပ်ပြီးရင်ကြောက်တဲ့ထုတဲ့ရုပ်ဒါမျိုးတွေပဲများတာဟုတ် ဟိုတုန်းကအသုံးပြုတဲ့ခုံကြီးရဲ့လူပုံစံအရွယ်စားတိုင်းရှိတဲ့ရုပ်ထုကြီးရဲ့ညဘက်အမောင်လေးဝင်လာရင်တော့အာစိတ်ထဲတမျိုးဖြစ်စိမ့်မဲ့နေထားနေပြီဒီမှာကြည့်ဒီရုပ်ထုထုတာတော့ဘလောက်အသေးစိတ်နိုင်ပြီးတော့ဘလောက်တဘာဝကြလဲလို့ဆိုတာဒီမှာကြည့်ကြည့်လက်သေးလက်သေးကိုသွေးချောတွေဝင်းညင်းပေါက်တွေ cam mùi không mùi mẹ lô Sa bê Ta gỗ nữ dây sàn lô nè ဒါကကြတော့ဟာဒီပြည်ရှင်ခေတိုက်ပွဲဝင်ပုံကိုထုလုပ်ထားတာလို့ယူဆတာပေါ့ ဆက်သွေးစနဲ့ဝချီဘုံနေတယ်ရိုင်ဖယ်ဘဝဝင်လာလို့လှမ်းပြနေလားမသိဒီစာအုပ်ကတော့ lighting ကိုဒီလိုလေးပဲပေးထားတယ်ဗျ။ ဒါလည်းတမျိုး သဘောကျစရာပဲဒါကတော့ကျွန်တော်ခုနပြီးမှကြည့်မယ်ဆိုတော့အခန်းကိုပြန်ထွက်လာပြီရှမ်းဦးစီကနေလှမ်းကြည့်ရင်ကြတော့ဟိုးနောက်က

ဒီမှာကဒါရှစ်ကနန်းဝင်းဝစ်ဆိုအဲ့ဒါကြောင့်မလို့လေဟိုအရင်လူတွေကအခုဒီဘက်ကလူတွေတက်တော့ကိုလုံးကိုယ်တွေထွားချိုင်းနေလို့သတ်မှတ်မှမျိုးပြဒါကတော့ဟောဟောပေါ့အဲ့တွေ့လူပြောရမှာပေါ့သတ်မှတ်တော်၎င်းနိုင်ငံခြားကိုယ်စားလှယ်တော်၎င်းလာတာကိုဒါလက်ခံတွေ့ဆုံတဲ့ပုံဖြစ်မယ် ထာကိုအာတီဘောမင်းလို့နောက်မှာစာတန်းလေးထိုးထားတယ်ဒါကတော့ဗြိတိရတန်နေဖြစ်လိမ့်မယ်ထင်တယ်စစ်တန်နေဖြစ်မယ်ကျွန်တော်တို့လေတချို့ဟာမျိုးတွေမှာတော့ကျွန်တော်တို့အသေးချာလေးလာထားသမျှကျွန်တော်တို့သိသမျှကိုပြန်လဲမြောက်ပြီးပါတယ်အဲ့လိုပဲအချို့ຢာတွေပါလဲကျွန်တော်တို့တာမန်ခီးသွားတွေလောက်ပဲကျွန်တော်တို့သိသလောက်ဒီလိုပဲပေါ့ပေါ့ပါပါလေးမြောက်ပြီးပြပြတာမျိုးတွေရှိပါတယ်ဗျာ ဒါဒီလိုပုံစံမျိုးပေါ့တခုပဲရှိတာကဟိုအောက်ကဟာလည်းရှင်ပြင်းလားမသိဘူးဒီလိုမျိုးဖြစ်နေတယ်ထင်တယ်တူတူအဝတ်စားအသုံးဆောင်ရကျွန်တော်ပဲတခြားမသိလို့ဖြစ်လိမ့်မယ်ထင်တယ်တွားကြည့်ဒါဆိုလေဒါက equipment နဲ့ဒါလည်းအရင်ကတွားကြည့်ဒီမှာတက်မှာမှွေးညင်းပေါက်လေးတွေ့လားတခုပဲရှိရပြဟိုဖျောင်းရုပ်ထုတွေကလေဖျောင်းညိတက်တာလားပါလားအဲ့လိုမျိုးအစိမ်းရောင်ဆက်ဆက်လေးတော့တွေ့နေရတယ်နှမဆိုလို့ရှိရင်တော့ပို့ပြီးတော့အသားရောင်အတိုင်းဆိုအခုနဆာတိုမန်စမစ်ပုံဆိုလို့ရှိရင်လုံးဝကွက်တီပဲလေ ဒါကတော့သူ့ကိုသာမသိရင်နေမယ်သူ့နာမည်ကတော့လူတိုင်းကြားဘူးနေကြပါကနဲ့မေပါပြုံးလင်းမျိုးကိုမေမျိုးလို့ဖြစ်သွားစေတာသူ့ကြောင့်ပါတိုးတော်လည်းအခုချိန်မှာတော့ခုမူရင်းပြည်တွင်းနာမည်ပြုံးလင်းဖြစ်ပဲဆက်လက်တည်ရှိနေပါတယ်သူကပြုံးလင်းကိုတိမ့်ပိုက်တိုက်ခတ်ခဲ့တာကြောင့်မလို့သူ့ကိုကွန်ပျူတာမှဲ့ခေါ်ခဲ့တာလို့သိရပါတယ်ဒါပေါ်တဲ့တက်တဲ့လှီကအပေါ်တဲ့ချက်တကြည့်မယ် ီလိုဝင်ပေါက်မျိုးမတွေ့ဘူးသေးဒီအဲ့ဒီဒီဆောင်ဦးတွေရဲ့မျက်နှာချက်ကလည်းအတော်လေးဆွဲဆောင်မှုရှိရဲ့ဗျအဲဒါကတော့အရင်ကအစည်းဝေးခန်းမလိုမျိုးဖြစ်မလားဆောင်းမကဒါလုံးဝဥရောပ အဲအေးပိုင်းဒေတာတွေရဲ့အရောင်ချေဖွဲ့စည်းပုံရာတို့ကဒီအဖြူအမဲတို့မဟုတ်အရောင်ဖြော့တွေကိုပဲဒါအသုံးပြုလို့ရှိတဲ့သဘောလေး ကေအပေါ်မှာတော့ဒါပဲရှိတယ်ဗျဟိုဘက်မှာတော့ကတော့ခုနလိုမျိုးအိတ်ခမ်းနေရှိတယ်လीပြီးတော့ဟိုဘက်ဆောင်ကအဲ့လိုမျိုးအဆောင်တစ်ခုလုံးငှားလို့လည်းရတယ်ဗျ तू ကဒီ feeling ကိုလိုချင်တယ်ဆိုလို့ရှိရင်သုံးဖို့ shooting ရိုက်ချင်တယ်ဆိုလို့ရှိရင် तू ကအဲ့လိုမျိုးတစ်ခုလုံးငှားပြီးတော့အသုံးပြုကြတာဗျအိတ်ခမ်းနေလည်းပါတော့လीအဲဒါကဒီကျွန်တော်တို့ဒီဘီယံကအိမ်တော်ရှိတဲ့နေရာရဲ့အဲကောင်းကင်မြင်ကွင်းပေါ့ဟိုဟို satellite view ပေါ့ဒီမှာဟိုအောက်ခြေမှာရှိနေတယ်ဟိုကကျန်တာမြို့ခွက်တွေ့လား ဒါပြုံးလွယ်မျိုးကဒီမာတာသူကဒီဘေးမှာတစ်တုံးအချိန်ကြီးနဲ့ဒီလိုမျိုး governor hay လို့ခေါ်တဲ့နေရာပေါ်မှာရှိနေတာပေါ့ဒီဒီဘက်မှာမြင်နေရတဲ့လုံချင်းလေးတွေကဒါက hotel ဟိုမှာတင်းနေကုတ်တွေလားဒါဒါကျွန်တော်တို့အခုဝင်နေတာဒီဘက်ကရှိရှိရအဆောင်လေးပထမအချိန်မြောက်ရတုန်းကဟိုဘက်ကအဆောင်ကြီးဒီလိုမျိုးအဝင်အထွက်လမ်းလေးရှိတယ်ပြီးတော့ဒီဘက်မှာမြေခွက်ကြီးရှိတယ်စိုက်ခင်းမြေခွက်ကြီးအခုဒီလိုပုံစံမျိုးဗျ ီလိုမျိုးမြင်ရမယ်အဆောင်နှစ်ခုကဒီလိုမျိုးရှိနေတယ်โอเคဒါကဒီဆောင်ဦးတွေရဲ့နောက်ဖက်ကနေပြန်ကြည့်လို့ရှိရင်အခုနကျွန်တော်တို့ပြခဲ့တယ်အဆောင်ဦးကဒီဘယ်ဘက်ကအဆောင်ဦး ခုနတင်းနေကုန်ပြီအခုနဟိုကောင်းကင်တပ်ပေါ်မှာလည်းမြင်ရတယ်โอเคဒါကပြန်ထွက်လာလို့ရှိရင်အခုဒီလိုမျိုးတပင်တန်းနေတယ်တပင်တန်းနေကြားတွေကနေပဲပြန်ထွက်လာရတာကျွန်တော်တို့အဲဒီငလျင်နဲ့ပတ်သက်လို့လည်း လက်ရှိအခြေအနေပြီးစသဖြင့်သို့မဟုတ်ကျွန်တော်တို့မြင်တွေ့ခဲ့ရတဲ့တောင်းလိုင်းရင်တွေ့ရမယ်သို့မဟုတ်တည်တည်နဲ့မြင်ဝင်အချို့ကိုလည်းကျွန်တော်တို့ဆက်လက်မျှဝေနိုင်ဖို့ကြိုးစားနေပါတယ်ဒါကတော့ကျွန်တော်တို့မှုရင်းမျှဝေမှုဖြစ်တဲ့ကျွန်တော်တို့ရောက်တဲ့သွားတဲ့ဒေသတွေရဲ့မြင်ကွင်းတွေဖြစ်ပါတယ်အချို့မြင်ကွင်းတွေကတော့ဘူတူတရရစရာဖြစ်မယ်အချို့မြင်ကွင်းတွေကစိတ်လက်အပန်းဖြေစရာဖြစ်မယ်အချို့မြင်ကွင်းတွေကတွားရောက်လေ့လာခြင်းစရာကောင်းမယ်စသဖြင့်အမျိုးမျိုးသောကျွန်တော်တို့ရောက်သည့်နေရာတွေကိုပြန်လည်မျှဝေပေးနေခြင်းဖြစ်ပါတယ်ဒါဟိုးမှလက်မြင်နေရတာဒါကျွန်တော်ကဝင်ခဲ့တဲ့အစားအုပ် ကနေပြီးတော့ဒါပြန်ထွက်လာပြီပြန်ထွက်လာလို့ရှိရင်သူကအဲဒီမှာဆိုလို့ရှိရင်လုံချင်းအဟိုဘာဟိုတယ်ကလုံချင်းဘင်္ဂလူးရီရှိတယ်ဆောက်ဦးရီရှိတယ်ထင်းဦးပင်ကြီးဂျာထင်းဦးပင်ကြီးအောက်ကနေပြီးတော့ပြန်ထွက်လာပြီးတော့ဟုတ်ကဲ့ဝင်ပါထွက်ပါ ကိုပြန်ရောက်ပါပြီကျွန်တော်မျှဝေခြင်းကတော့ဒီညပဲဖြစ်ပါတယ်ဗျအခုလိုကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်